မင်္ဂလာပါခင်ဗျာ အခုဖတ်ပြမယ့် စာအုပ်ကတော့စာရေးဆရာကိုတာရဲ့စာတင်ကြောင်းများဤပြဿနာများနှင့်တည်မြဲနားလည်ခြင်းဖြစ်ပါတယ်ဒီစာအုပ်ထဲကအခန်း၄တင်ကြားပုံနမူနာကိုဖတ်ပြမှာပါတင်ကြားပုံနမူနာဆရာတို့အတွက်အချို့သောမိဘတို့အတွက်တည်မြဲစေရေးကိရိယာတွေကို တင်ကြားရေးမှာဘလို့သုံးမလဲပြောမယ်ကြံတုံးမှာစာမေးပွဲအကြောင်းကကြားဝင်လာတာပါအတိတ်ပဲရှိသောတင်ကြားရေးဖြစ်ဖို့အတွက်စိတ်လှုပ်ရှားမှုများစိတ်ကွန်မြူးမှုများဟာသပြောခြင်းများအရေးကြီးတယ်လို့ဆရာတွေတီးတော့တင်ကန်းစာပြင်ဆင်မှုမှာခန်းစားမှုများရုပ်ပုံများပုံဆောင်ပြစကားများနဲ့ပြက်လုံးများရဲ့ကာယံနဲ့ရီသမ်ပုံပြင်များနဲ့အက်ဆရာများရဲ့သူရဲကောင်းများနဲ့ နိုင်ငံရခြားကြီးများရဲ့မျှော်လင့်ချက်တွေထိတ်စရာတွေနဲ့ပြင်းထန်သောခံစားမှုတွေဝါသနာတွေစုဆောင်းတာတွေဇက်ကြောင်းတွေနဲ့ဆက်ကျင်ပဲအစုံတွေထက်ဖို့ကြိုးစားရမှာပေါ့ပြောစရာလဲကောင်းចောင်းသားစိတ်ဝင်စားပုံမှတ်မိတယ်လို့တွေးရမယ်သာမန်တင်ကြားခြင်းကတင်ရိုးမှာပါတဲ့အတိတွေကိုမှတ်မိအောင်လုပ်တာထက်နည်းနည်းပဲပူတာကို စိတ်ကူးမပါရင်စိတ်လှုပ်ရှားမှုမပါရင်အတိဟာလူအတိတ်ပဲနဲ့ဆက်မနေဘူးသို့တော့ geometry တို့စလုံးပေါင်းတို့သိပ္ပံတို့မှာဘယ်လိုလုပ်ရမလဲပြက်လုံးတွေတရေကောင်း ပုံပြင်တွေဘဲကရမှာလဲထက်နေရင်ကောတင်ကန်းစာရဲ့လူရင်းကပျောက်သွားမှာပေါ့စသည်ဖြင့်ပြန်ညင်းကြတယ်တင်ကန်းစာအစီအစဉ်ပေါင်း lesson plan framework ချာကြည့်ရအောင်နမူနာအဖြစ် ကြည်ရန်ဖြစ်ပါတယ် meetic planning framework 1 locating importance အရေးကြီးမှုကိုရှာမယ်ဒီအကြောင်းအရာမှာခံစားမှုအရာဘာအရေးကြီးတယ်လဲဘယ်လိုအဆရာဖြစ်တဲ့တော့ကျုပ်တို့အတွက်ဘာကြောင့်အရေးကြီးတယ်လဲ 2a ပုံပြောတယ်လို့ပြောမယ်လို့တွေးကြည့်ဆက်ကျင်မဲ့အဆုံးရှိသလားစိတ်လှုပ်ရှားစရာအအားတစ်စရာရှာကြည့်ပုံပြင်ဆိုပါစို့ဆက်ကျင်မဲ့အင်အားတွေကဘာတွေဖြစ်မလဲ 2b ပုံရိပ်တွေပုံဆောင်ပြစကားတွေနဲ့ဇလန်းကိုရှား 2C တင်ကန်းစာရဲ့အထယ်ကိုကိုတိဆောက်ခြင်းပုံပြင်ဖြစ်အောင်လုပ်ပြီးဘယ်လိုတင်မလဲစိတ်လှုပ်ရှားမှုနဲ့ဆက်တဲ့အဓိပ္ပာယ်ရှိအောင်ဘယ်လိုပြောမလဲစိတ်လှုပ်ရှားမှုကြောင့်ခလေးတွေစိတ်ကွမြူးမလား3 2ငုံချုပ်ပုံပြင်ကိုဘယ်လိုဆုံးမလဲဆက်ကျင်ဘက်နှစ်ခုအကြားတင်းအားကိုဘယ်လိုဖြေမလဲဆက်ကျင်အစုံတွေအကြောင်း binary opposites ခလေးတွေကိုဘယ်အထိရှင်းပြမလဲ4အကဲဖြတ်ခြင်း ခလေးတွေတင်ကန်းစာကို နားလည်မလဲဘလို့တီမလဲအရေးကြီးတာခလေးတွေစီရောက်ရလားတင်ကန်းစာကိုစင်ယူရလားဆက်နှလရာဒီအကြောင်းတင်ကြည့်မယ်လို့စိတ်ကူးတယ်တဲ့ဆရာမတယောက်ကပြောတယ်ဒီအစီအစဉ်အတိုင်းတင်ချာတင်တာကပိုခက်မယ်ထင်လို့ပြောသေးတယ်ဖရိနာဘတ်တင့်တဲ့နှစ်ကတင်မဲ့အကြောင်းအရာရဲ့အရေးကြီးပုံကိုရှာရမယ်အဲ့ဒီထဲကစက်ကျင်ဘက်တွေရှာရမယ်ကျမကပထမတန်းကလေးတွေကိုဆက်နှလရာဒီအကြောင်းတင်မှုတယ် ဆနလရာတီတချင်းလဲရတဲ့ကျမ်းပြင်ပေါ်မှာအကွက်တွေဖော်နေတွေလတွေထက်မင်းရက်တက်တပတ်တစ်ခုမှပါတဲ့နေတွေအတွက်တနင်းကုန်တွေတနင်းလာခလေးတချင်းတင်းမင်းမြမပြက်ကလေးနဲ့အင်္ဂလိပ်ရှင်ပြရင်တော့မရနိုင်သေးဘူးလားမသိဘူးပီအာဂျေးပြောသလိုခလေးတွေရဲ့ဖွံ့ဖြိုးမှုနဲ့မလျော်သေးဘူး developmentary afropirate မြမလာတွေကတော့ပန်းတွေနဲ့လာတွေ ဘန်ကောက်ကိုရွှေစကားငွေသားလူစပယ်မှန်မူလေးခတ်တာနှင့်ရွှေရင်းမှာကြာခွဲဖွဲစာနှင်းလျံနှင်းမုံလေးတွေကြာနေတာလဲပါတယ်စိတ်လှုပ်ရှားအောင် လုပ်နိုင်မယ်ထင်တယ်ကြာပန်းတွေယူခဲ့မယ်ဂက်ကောပန်းတွေရရင်စာတင်ခန်းထဲမှာဂက်ကောရနတ်မှုနေမှာပဲဒီတင်ခန်းစာမှာဘာအရေးကြီးတာပါသလဲမခက်ပါဘူးအချင်းရာဒီကိုမတိလို့ဖြစ်မှာမဖြစ်ပဲစာမေးပွဲကြီးဘယ်လဆင်မလဲចောင်းဘယ်တော့ပြိမာလဲဓာတွေကအချင်းရာဒီနဲ့အညီလောက်တာပဲ ဒါကြောင့်အရေးကြီးတယ်အဲ့ဒါလို့ပြောမယ်ဆက်ကျင်မဲ့အဆုံးတွေဘာပါတလဲအဲ့ဒါကိုတော့ကျမမစင်စားတတ်ဘူးကျမတို့မှာတင်နန်းနီးပြရှိတယ်ကျမပြင်ဆင်ထားတာတွေကိုတင်ပြတယ်ပြင်ဆင်တာကောင်းပါတယ်လို့သူပြောတယ်ဒါပေမဲ့မိကုံတစ်ခုဆက်မေးတယ်တည်င်းတစ်ပတ်မှာ9ရက်ရှိတာဘာကြောင့်လဲကျမမသိဘူးလို့ပဲဖြစ်ရတယ်တောက်ကြလို့ခေါ်တာဘဲသူအမိကိုစွဲပြီးခေါ်တယ်လေ August ကကောတောက်ကြကနတ်ဖျားမတပားကိုစွဲတာမဟုတ်လား ဩဂတ်ကလူတယောက်ပဲလေဟုတ်တယ်နော်တနစ်မှာဘာကြောင့်12လရှိရတယ်လဲတင်တန်းဆရာဟာဝေဖန်နေတာမျိုး အပေါ်စီးမှမေးနေတာမျိုးမဖြစ်အောင်တတိထားရှာပါတယ်ဒါကြောင့်ကျမအနေရမခက်လှပါဘူးတော်သေးတယ်တခြားဆရာမတွေလည်းတိမှမတိကြတာတွေးမိနေတာကကျမတို့ကလူရင်းအချက်တွေ content ပဲစဉ်းစားနေတာကို အကြောင်းအရာကိုခန်းစားဖို့ feed above the topic အကျိုးစားမိဘူးဆရာကခန်းစားမှ ခလေးကခန်းစားမှပဲဆရာကကိုမျိုးမှ ခလေးကကိုမျိုးမှအင်တာနက်မှာလိုက်ရှာရတာအချိန်တော့အတော်ယူသရှိဒါပေတဲ့ကျမကအာယုံစိုက်နေသရှိဘယ်သူကမှဒါတွေကိုဘာကြောင့်သင်မပေးခဲ့တာပါလဲတလောက်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုစိတ်လှုပ်ရှားမှုကိုဖြစ်စေတဲ့အရေးကြီးတာနဲ့အော်စရာ emotional importance and wonder စကြင်ပဲအစုံ binary အပါစက်ရှာရတာကတော့ခက်တယ်။ကျမက ပထမအလွယ်ကလေးထင်ထားတာဒီတင်နီးကစတင်တဲ့အခါမှာခက်ပြီးတဲ့တန်တော့တန်တယ်ပုံပြင်တွေဖြစ်အောင်လုပ်ရတာလည်းမလွယ်ဘူးရလက်ကတော့ပြင်ဆက်လက်လူပဲကလေးတွေတင်ယူတာကကြိုးစားရကြူးနဲ့တယ်တင်ယူညှိုးနှမ်းကိုအော်စရာပုံပြင်ကောင်းတွေလို့တွေးဖို့ကျမတို့ကိုတင်နီးကအားပေးတယ်ပုံပြင်ကောင်းတွေကကလေးတွေကိုပြောဖို့လေ ပုံရိပ်တွေပြက်လုံးတွေကလည်းရှိနေတာပါပဲစဉ်းစားတော့စဉ်းစားရတာပေါ့ကျမတိတိလာတာကအကြောင်းအရာခေါင်းစဉ်ကို ပိုတိလေးလေးကျမကိုယ်တိုင်စိတ်ဝင်စားမှုပိုလာလေးလေးဖြစ်တဲ့အကြောင်းပါ ကျမเจ้าသားတွေရဲ့စိတ်ကူးနဲ့စိတ်လှုပ်ရှားမှုရအောင်ဘလို့လုပ်ရမလဲစဉ်းစားဖို့ကအရေးကြီးတယ်လို့ယခုကျမတိလာပါတယ်ဒါပေမဲ့ဒီကိစ္စကိုဆရာဖြစ်တင်နှမ်းမှာကျမတို့မတင်ခဲ့ရဘူး ဆရာကသူ့အလိုလျောက်ထိုးထွင်းမှုနဲ့သူလောက်ကြဒါလိုပဲကျွန်မယူဆခဲ့ပါတယ်။ပညာရေး theory တွေကပြင်းစရာအတော်ကောင်းပါတယ်။မျက်မှောက်ကာလမှာကလေးဗဟုပြုတိုးတက် idea ဟာဆရာဗဟုပြုရိုးရာ idea ထက်ခက်စားလာတယ်အားကောင်းလာတယ်လို့ကျွန်မသိပါတယ်။ယခုနည်းကကွန်မြူတဲ့တင်းနီး imaginative education ခေါ်ရမလားပဲ။သူကရိုးရာ theory traditionalist theory ထက် အချက်အလက်အသည့် knowledge ပိုတောင်းလိုတာဒါပေမဲ့ကလေးဗဟုပြုပိုဖြစ်တဲ့ရှစ်တိုးတက် theory progressivism ထက်တောင်မှကလေးဗဟုပြုပိုဖြစ်တာကကလေးရဲ့စိတ်မှာအချက်အလက်အတိတွေကပိုရှင်တန်တာကိုကလေးရဲ့စိတ်ကူးကကိုမျိုးစိတ်ကလှုပ်ရှားတော့ပိုရှင်တန်တယ်လုံမဏီကိုပညာရေးအကြောင်းစိတ်ဝင်စားသူတွေကတိုးတက်ကြောင်း progressive school လို့ပဲအမည်တက်ကြပါတယ်စာမေးပွဲဥတီတာကိုလျှော့ အကြောင်းအရာကိုကြဲကြဲဝုံးဝုံးတင်ဖို့ပဲအဲကျောင်းမှာသူတို့ကိုယ်တိုင်ကစူးစမ်းခြင်းနဲ့သူတေသနာလုပ်ခြင်းနဲ့ဆရာတွေစိတ်ကူးတဲ့ဆရာတွေလည်းအထိုက်အလျောက်ရှိတယ်အားလုံးပါပဲဗျာလို့မဆိုရဲကျွန်တော်တို့တောက်ကြနေမနေ့တိုင်းတနာကြီးကြာဆွေးနွေးကြတယ်ဆွေးနွေးဝဲကိုတက်နိုင်တဲ့ဆရာမှန်သမျှတက်ရတယ်ဘဲဟာကိုဘလို့တင်မလဲတင်ဆက်ရတယ်တစုတမဟုတ်တယောက်ကတင်ဆက်ကြံတဲ့သူတွေကဝိုင်းဝန်းနားထောင်တခါတရံအကြံဉာဏ်ကလေးတွေပေးလုပ်တယ် ဆွေးနွေးပွဲကိုကျွန်တော်တို့ PLC Professional Learning Community လို့အမည်ပေးထားတာဆရာတွေမိမိကိုမိမိယုံကြည်ရေးရှားပွေးစားဖတ်ရေးစာသင်နေရင်းကအသည့်အသည့်တွေတူရေးပေါ့ယခုကိုပြကြီးပြင်ရင်တော့ကွန်မြူတဲ့ပညာရေးလောက်ကြမယ်စိတ်ကူးပါတယ်အခုနားဆင်ကြရတာကတော့စာရေးဆရာကူတာရဲ့စာသင်ကျောင်းများ၏ပြဿနာများနှင့် တိမြင်နားလည်ခြင်းစာအုပ်ထဲကအခန်းလေးတင်ကြားပုံ နမူနာပဲဖြစ်ပါတယ်အခုလိုနားဆင်ပြီးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ